မြန်မာဟာကိုကိုကိုဖျက်ဆီးတဲ့လမ်းကြောင်းစီဥတည်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကွတလဲဂျူလီဗီရှော့ကပြောကြားခဲ့ပါတယ်။ဂျော်လာဆယ်ရက်နေ့ကကုလသမဂ္ဂထွေထွေညီလာခံစီတင်ပြတဲ့အစီရင်ခံမှုမှာဗီရှော့ကပြည်တွင်းစစ်တာဆက်လက်ရှိကြနေမယ်ဆိုရင်မြန်မာနိုင်ငံဟာအလုံးစုံပြည့်စည်သွားလိမ့်မယ်လို့မှတ်ချက်ပေးထားခဲ့ပါတယ်။အပြည့်အခက်ရစဲရေးပြည်ပကအရှိန်လျှော့ကြရေးပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုမျက်နှာမူရတဲ့အတွက်စစ်မှန်တဲ့အားထုတ်မှုတွေရှိတဲ့၍ အတို့ရှိတဲ့ရင်းချမ်းရေးလက်ရနိုင်မှာမဟုတ်ဘူးလို့ကုလအထူးကုသလေကဆိုပါတယ်စစ်တမ်းရောငလျင်တမ်းမှာခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံမှာ အသက်ရှင်ကျန်ရသူတွေအနေနဲ့အေးအေးချမ်းချမ်းနေချင်တာကြောင့်တိုက်ပွဲတွေကိုရပ်တန့်စေချင်နေကြပြီလို့သူကပြောပါတယ်။နန္ဒကာရီပဋိပက္ခတွေဟာပြန်လည်တိဆောက်ရင်းနဲ့လူသားချင်းစာနာမှုလုပ်ငန်းတွေအကောင့်ထဲဖော်ရောက်ကိုလည်းအတားအဆီးဖြစ်စေတယ်လို့ဗီရှော့ကအမှတ်ချက်ပေးခဲ့ပါတယ်။ကုလအထူးကုသလေကမြန်မာနိုင်ငံမှာရန်လိုတိုက်ခိုက်မှုတွေအားလုံးကိုရပ်တန့်ဖို့ထပ်လောင်းတောင်းဆိုခဲ့ပြီးအများလက်ခံနိုင်တဲ့ရည်မှန်းချက်တွေနဲ့အရှိတီတန့်စေမဲ့ငြိမ်းချမ်းရေးကိုအကောင့်ထဲဖော်ရမှာအရက်သားပြည်သူတွေကိုအကောက်အွယ်ပေးဖို့ဆိုတာက ဦးစားပေးကိစ္စဖြစ်ဖို့လိုကြောင်းလည်းထောက်ပြထားပါတယ်။ရန်တော်တိုက်ခိုက်မှုတွေအဆုံးမသတ်သေးသေးရေမြန်မာနိုင်ငံဟာကိုကိုကိုဖျက်ဆီးတဲ့လမ်းကြောင်းစီဆက်လက်ဦးတည်နေလိမ့်မယ်လို့သူကဆိုပါတယ်။နောက်ပြီးမြန်မာနိုင်ငံမှာအကြမ်းဖက်ရန်လိုမှုတွေမရတန်တည်၍အစိုးဖွဲ့ပေါင်းစုံပါဝင်ပြီးပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲမျိုးမကျင်းပနိုင်တည်၍လက်နက်ကင်တော်လှန်မှုတွေနဲ့မတင်းကျပ်မှုတွေဆက်လက်ပြင်းထန်နေလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ လလောဆဲအာနာသိစက်ကောင်စီကတော့အဲ့ဒီအခြေအနေတွေနဲ့စမ်းကြံပတ်ကိစ္စတွေကိုပဲလှုပ်ဆောင်နေတယ်လို့ထူလာအထူးကိုယ်စားလှယ်ကဆိုပါတယ်နိုင်ငံရေးခေါင်းဆောင်အများအပြားကိုစက်ကောင်စီကဖမ်းဆီးထားတဲ့အခြေအနေမျိုးမှာကျင်းပမဲ့ရွေးကောက်ပွဲဟာအစုဖွဲ့ပေါင်းစုံပါဝင်ပါတယ်ဆိုတာကို စင်းစားပုံဖော်ကြည့်လို့တော့မဖြစ်နိုင်ကြောင်းဘီရှော့ကပြောပါတယ်ကုလသမဂ္ဂအနေနဲ့မြန်မာအစိုးရခေါင်းဆောင်ဒေါက်ဆန်းစုကြည်နဲ့တရားလက်မဲ့ဖမ်းဆီးခံရသူတွေအားလုံးလွတ်မြောက်ရေးအတွက် PPCC တောင်းဆိုဖို့လိုကြောင်းလည်းထပ်လောင်းတိုက်တွန်းသွားခဲ့ပါတယ်မြန်မာနိုင်ငံမှာရှိနေတဲ့လူ့အခွင့်အရေးအသီးသီးရဲ့လုံခြုံရေးအခွင့်အလမ်းနဲ့ရောက်ပိုင်ခွင့်အားလုံးကိုအာမခံချက်ပေးနိုင်ဖို့ဆိုရင်လက်ရှိပဋိပက္ခတွေရဲ့ဇင်းမြစ်ကိုရောပုံစံအမျိုးမျိုးနဲ့ခွဲခြားဆက်ဆံမှုနဲ့နိုင်ငံသားဖြစ်ခွင့်ပိတ်ပင်မှုကိစ္စတွေကိုပါဥတီဖြည့်ရှင်းဖို့လိုကြောင်းလည်း 必须要搞，标价多巴就